ီပါညီကိုမောင်တော်များခင်ဗျာတရင်ကောင်းလေးတစ်ခုပြောပြပါမယ်အဲ့ဒါကတော့ trap ဆိုရဟာဆိုလို့ရှိရင်ဒုက္ခတဲ့သောင်းနှစ်ထောင်ကျော်ကိုပြန်လဲပြောမှလက်ခံရတော့မယ်ပြီးရပါတယ်အဲ့ဒါတော့တရင်ကောင်းဖြစ်ပါတယ်အဲ့တော့ federal တရားသူကြီးကနေပါမှာ trap ကိုအမိန့်ချလိုက်တယ်နော်ဒုက္ခတဲ့ပတောင်းမထောင်းတော့ခတ်ကုန်ပေါ့နော်အမေရိကန်ကိုပြန်ပြောပါဦးခင်ဗျဖေးဖို့အတွက်ဟာနော်အမေချလိုက်လို့ပြရပါတယ်အဲ့တော့ ထရပ်ကသူတမရတတန်းစားတဲ့နေမှာပဲဇန်နဝါရီလ20ရက်နေ့မှာပေါ့နော်ဒုက္ခသည်ဒီဟိုကိုဒီလက်ခံတဲ့အစီအစဉ်ကိုပြန်ဆန်းလိုက်တာဖြစ်ပါတယ်ဒါပေမဲ့အစိုးရဘက်ကအဲ့ဒီနေရာကြီးစားပြီးနှစ်ပတ်ပြန်မှာပဲဒီခီးစဉ်စီစဉ်ထားတဲ့ဒုက္ခသည်160ကိုပဲလက်ခံမယ်လို့ပြောခဲ့တယ်အောက်ရောက်သူပြန်မှာတော့ဖြစ်ပါဘူးအဲ့တော့အစိုးရတရားရုံးရဲ့အမိန့်ကိုပဲနာခံမယ်ကိုကြိုက်တာကိုအဲလောက်ပါမရှိဘူးဆိုတော့မှာအဲ့ဒီမျိုးစုံမရှိဆိုတော့မှာတရားတရားဆုံးဖြတ် တော့ဒုက္ခတွေကိုလက်ခံတဲ့အစီအစဉ်က1980ခုရဲ့80ခုရဲ့ဆက်ကြတာပါစီပေးဆောင်တဲ့တဘာဝ BMI တွေညံပန်းနေဆက်ခံရတဲ့သူတွေကလည်းအစီအစဉ်ကိုလည်းဖြစ်ပါတယ်။ရာယုံကဆူရကိုခုနှစ်ရက်အတွင်းဒုက္ခတွေကိုလက်ခံဖို့လုပ်ငန်းတွေကိုပြန်ဆောင်ရတော့အမိန့်ချလိုက်လို့သိရပါတယ်။ဒါဒုက္ခတွေအတွက်ငွေလင်းချက်တစ်ခုဖြစ်ပါတယ်လို့ထင်ကောင်းပါဗျာ။ Jesus တင်ပါ